င်္ဂလာပါရှင်အခုလဲကြတာကတော့ Sally City Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမချူချန်ကတင်ဆက်ပေးသွားမှာပါဒီတစ်ခေါက်မှာတော့မေလမှာကျင်းပပြုလုပ်သွားမဲ့16ကြိမ်မြောက် Nata Raja Awards ငားရမ်းထားတဲ့ပစ္စည်းတွေကိုပေါင်နှံခဲ့တဲ့မင်းသမီး YouTuber Dew Arisara Live Action အဖြစ်ပြန်လည်မြင်တွေ့ရမဲ့ Look Back Manga ဇလံမပြခင်တပတ်အလိုကမှ ကွယ်လွန်သွားခဲ့တဲ့မင်းသမီးကြီးကင်မြောင်ကျူထိုင်ဝမ်ကဖန်မီတင်ပွဲကိုဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့မင်းသားကင်ဆိုဟွန်း ကင်ဂျင်းနီထူနဲ့ပတ်သက်ပြီးတော့အတီးပြုပြောကြားခဲ့တဲ့ဒါရိုက်တာ AR Murugadox မလေးစားရက်စ်ရဲ့ကိုကျက်မြောက် Elban Something Beautiful အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်ထိုင်းနိုင်ငံရဲ့အမှုပညာထူးချွန်ဆုံးတစ်ခုဖြစ်တဲ့16ကြိမ်မြောက်နာတာရာဂျာအဝတ်စ်ကို2025ခုနှစ်မေလ16ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ာတာရာဂျာအဝတ်ချာထိုင်းရုံမြင့်တန်ကြားနဲ့ရုပ်ရှင်တွေမှာထူးချွန်မှုကိုအတိမတ်ပြုတဲ့ထိုင်းရုံမြင့်တန်ကြားစုပေးပွဲအကြီးဆုံးအခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်နာတာရာဂျာစုပေးပွဲတွေမှာအကောင်းဆုံးဒရမာအကောင်းဆုံးဒါရိုက်တာအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အကောင်းဆုံးသရုပ်ဆောင်နဲ့အကောင်းဆုံးပံ့ပိုးကူညီမှုဂန္ဓာရီအပါအဝင်အမျိုးသားအမျိုးမျိုးကိုရွေးချယ်ပြီးတော့ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ 16ကြိမ်မြောက် Nataraja Awards အတွက်စကားတင်စည်ရင်ထွက်ရှိလာခဲ့ပြီးတော့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုဇလန်းတွဲရှိအတွက်စကားတင်ရွေးချယ်ခံထားရတဲ့သူတွေကတော့ မျိုးသားဇက်ဆောင်စုဇလန်တွဲရှိအတွက်စကားတင်ရွေးချယ်ခံထားတဲ့သူတွေကတော့ ပိုင်း73ပိုင်းအောက်ဇလန်နွဲတွေထက်က best leading actress award အတွက်ကတော့ င်း73ပိုင်းအောက်ဇလန်တွဲထက်က Best Leading Actor Award အတွက်ကတော့ လောထိုင်းနိုင်ငံမှာလူပြောများနေတဲ့ထိုင်းသရုပ်ဆောင်မင်းသမီး YouTuber ဖြစ်တဲ့ Diu Arisra ကသူမရဲ့နာမည်နဲ့အလှကုံထုတ်လုပ်ထားပြီးတော့သူ့ရဲ့ Facebook မှာခရီးထွက်တာတွေနာမည်ကြီးဘတ်တန်းကျော် brand 8တွေနဲ့나이တန်းကျော်တန်းတွေပြသလို့ရှိပါတယ်။ ဒါပေမဲ့မင်းသမီးဒီယိုဟာသူမအလှကုန်ပစ္စည်းထုတ်လုပ်ဖို့ပတ်စံလိုရာကြောင့်သူ့ရဲ့တငယ်ချင်းစီကနေငွေချေးရတာမရတာကြောင့်တငယ်ချင်းရဲ့ brand ပစ္စည်းတွေခဏဆိုပြီးတော့ငှားရမ်းခဲ့ပြီးနောက်ပြန်လဲမပေးပဲပေါင်နှံလိုက်တာကြောင့်တငယ်ချင်းဖြစ်သူကငှားရမ်းလိုက်တဲ့သူ့ရဲ့ပစ္စည်းတွေပဲပြန်လိုချင်ကြောင်းနဲ့တကယ်လို့ပြန်မပေးရင်ဥပဒေလမ်းကြောင်းအတိုင်းသွားမယ်လို့ပြောခဲ့ပါတယ်။ င်းသမီးဒီယူငှားရမ်းသွားတဲ့ပစ္စည်း၅မျိုးတံပိုးကဘတ်62တန်းရှိပြီးတော့လဲဆွဲနှာရီအိတ်တွေဖြစ်ပြီးတော့မင်းသမီးကငှားရမ်းပြီးတော့စီးပွားရေးအဆင်မပြေတာကြောင့်ပေါင်နှံထားကြောင်းကိုလည်းဝန်ခံခဲ့ပါတယ် ဂျပန်ရုပ်ရှင်တွေထက်က masterpiece ရုပ်ရှင်တွေဖြစ်တဲ့ Still Walking, Shoplifter, Like Father Like Son, Our Little Sister စတဲ့ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ director G Hirokazu Konohaga နေပြည်သက်သဘောကျခဲ့တဲ့အပြင်အနုပညာအရလဲအောင်မြင်မှုရခဲ့တဲ့ Look Back ဆိုတဲ့ one shot manga ကို live action အဖြစ်ပြန်လည်အသက်သွင်းသွားမယ်ဆိုတဲ့သတင်းတွေထွက်ရှိနေပါတယ်။ ။တရုတ်ဆောင်အနေနဲ့ကတော့ Our Little Star နဲ့ The Third Mother ထက်ကဒါရိုက်တာကြီးနဲ့လက်တွဲခဲ့ပူတဲ့မင်းသမီး Hero Seren ကိုရွေးချယ်ထားတယ်လို့သိရပြီးတော့ Anime ထက်က Fujino ဇက်ကောင်ကိုအတန်တရုတ်ဆောင်ပေးခဲ့တဲ့မင်းသမီးလေးခါဝေယူမီကိုလည်း live action မှာတနေရာရာမှာပါလာနိုင်တယ်ဆိုပြီးတော့ခံမှန်းနေကြပါတယ်။မင်းသမီးရဲ့ရိုက်ကွင်း location တွေနဲ့ director ကြီးရဲ့နောက်ရောက်ရှင်ထွက်မဲ့အချိန်ပေါ်မူတည်ပြီးတော့ netizen တွေကခံမှန်းထားကြပြီးဖြစ်ပြီးတော့ director ဘက်ကတော့အတည်ပြုထားတာမရှိသေးပါဘူးရှင်။ လက်တလောထောက်လွှင့်ပြသနေတဲ့ One Life Give You Tangerine Zealand တွဲထဲမှာကွန်မြောင်းရဲ့ရောက်ခမလောင်ရွှန်ဘုံရဲ့အမေဇက်ကောင်နဲ့ပြည်သက်တွေသတိထားမိတဲ့မင်းသမီးကြီးကံမြောင်ကျူဟာဂုံကိုမတ်မောပြီးတော့တပားသူကိုအထင်သေးတတ်သူသားရဲ့ဘဝကိုပါမကဘဲချွေးမကိုပါအယားယာထိမ့်ချုပ်ခြင်းသူအတ္တကြီးသူအဖြစ်ကွက်တိပုံဖော်ခဲ့တာကြောင့်သူ့ရဲ့ဇက်ကောင်ဟာစိတ်အနှောက်အယှက်ဖြစ်ဖို့အကောင်းဆုံးဇက်ကောင်တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ သူမရဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်မှုတွေကြောင့်ဖြစ်တာကြောင့်သူမင်းသမီးကြီးရဲ့တရုတ်ဆောင်စွန့်ရည်ကိုလည်းချီးကျူးထားကြပါရစေ။ပရိသတ်ကိုမှတ်မှတ်တင်တင်ဖြစ်လာစေခဲ့တဲ့ဇက်ကောင်မင်းသမီးကြီးမကွယ်လွန်ခင်မှာရိုက်ကူးသွားတဲ့နောက်ဆုံးဇက်ကောင်တစ်ခုဖြစ်ခဲ့ပါရစေ။မင်းသမီးကြီးကံမြောင်ကျော်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ကကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူမကွယ်လွန်ချိန်မှာ54နှစ်ရှိပြီဖြစ်ပါတယ်။ပြဇက်မင်းသမီးကြီးတယောက်အဖြစ်စတင်ပွဲဥထွက်ခဲ့ပြီးတော့အမှုပညာလောကမှာဆယ်စုနဲ့နှစ်ခုကြာအမှုပညာအလုပ်တွေလုပ်ကန်ခဲ့တာဖြစ်ပါတယ်။ One Life Give You Tangerines ကတော့သူမရဲ့နောက်ဆုံးဇာတ်လမ်းဖြစ်ပြီးတော့သူမရဲ့ဇာတ်ကောင်ဟာလည်းသူမကွယ်လွန်ပြီးနောက်မှတော့အောင်မြင်နေကြတာပါရှင်မင်းသားကင်ဆွန်ဟွန်ဟာလက်တလောဖြစ်ပေါ်နေတဲ့ကိစ္စတွေမဖြစ်ခေါ်ပေါ်ခင်ကမတ်လမှာထိုင်ဝမ်မှာဖမ်မီတင်သွားလုပ်ဖို့ပြင်ထားတာဖြစ်ပါတယ်။ ဖာမီတင်လက်မှတ်တွေဟာအကုန်ကုန်သွားတဲ့အတွက်အခုလိုပြဿနာတွေဖြစ်တဲ့အခါမှာပွဲကိုဖျက်သိမ်းမယ်လို့ကင်ပီတိုဘက်ကပြောခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ဖာမီတင်ဖြစ်မြောက်ဖို့ပံ့ပိုးထားတဲ့စပွန်ဆာတွေကမလုပ်ဖြစ်ရင်အကုန်ပြန်အမ်းရမှာမို့ပြန်ရောပေးဖို့ပြောခဲ့တာကြောင့်ကင်ဆွန်ဟွန်းကဖာမီတင်ကိုဘော်ဒီဂတ်အယောက်90နဲ့တက်ရောက်ဖို့စီစဉ်နေကြောင်းအစကစီစဉ်ခဲ့ပေမဲ့ပွဲစီစဉ်သူတွေဘက်ကစားရဆောင်ထုတ်ပြန်လိုက်ပါတယ်။ ကင်ဇွန်ဟွန်းရဲ့ထိုင်ဝမ်ဖမ်မီတီနေ့မှာလာမယ့်အစီအစဉ်တွေဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့အကြောင်းနဲ့ကင်ဇွန်ဟွန်းမလာဖြစ်တော့ကြောင်းလက်မှတ်ပိုးကိုပြန်ပေးသွားမှာဖြစ်တဲ့အကြောင်းအဲဒီနေ့မှာကျင်းပမယ်တခြားအစီအစဉ်အားလုံးကိုအခမဲ့ပါဝင်လို့ရမှာဖြစ်တဲ့အကြောင်းပြောကြားထားပါရရှင်။ မဲချင်းအိန္ဒိယဒါရိုက်တာတယောက်ဖြစ်တဲ့အေအာမူရူဂဒေါ့ခ်ဇေတာရိုက်ကူးခဲ့တဲ့2005ထုတ်တမီးရုပ်ရှင်ဂါဂျီနီယောဂါဂျီနီကိုပြန်လည် remake ရိုက်ကူးထားတဲ့2008ထုတ်နမဲတူဟင်ဒီ remake ရုပ်ရှင်ဂါဂျီနီတို့ဟာအိန္ဒိယရုပ်ရှင်လောကမှာအောင်မြင်မှုများစွာရရှိခဲ့ပြီးတော့ဆယ်စုနှစ်တခုကျော်အကြာမှာတော့ဒါရိုက်တာအေအာမူရူဂဒေါ့ခ်အနေနဲ့ဂါဂျီနီကိုနောက်ဆက်တွဲ sequel ရုပ်ရှင်တကားထုတ်လုပ်ဖို့စီစဉ်နေကြောင်းကောလာဟလာတွေထွက်ပေါ်လာခဲ့ပါတယ် အစပိုင်းကကာဂျီနီတူးနဲ့ပတ်သက်ပြီးတော့ကောလာဟလာအနေနဲ့ပဲရှိခဲ့ပေမဲ့အခုကမှတော့ဒါရိုက်တာ AR Murugadox ဘက်ကတရားဝင်ပြောကြားလာခဲ့ပြီးဖြစ်ပါတယ်။ Bollywood Hangar မှာ website နဲ့ interview တစ်ခုမှာဒါရိုက်တာ AR Murugadox ဘက်ကကန်ဂျီတူးနဲ့ပတ်သက်ပြီးတော့အခုလိုပြောပြလာတာဖြစ်ပါတယ်။ကျွန်တော်တို့မှာစိတ်ကူးလေးတွေတော့ရှိပါသေးတယ်။လောလောဆယ်မှာအကောင်လုံးက project ကိုစီနဲ့အလုပ်ရှုပ်နေကြတယ်လေ အချိန်ရတာနဲ့ဆွေးနွေးမှုတွေကိုစလုပ်ကြမှာပါလက်ရှိမှာ AR Murugados ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ Salman Khan နဲ့ Rashmika Mandanna တို့ရဲ့ Siganda ရုပ်ရှင်ဟာလာမယ့်2025 It နှစ်မှာရုံတံပြသဖို့ရှိနေပါတယ်။ထွက်ရှိခဲ့တဲ့ကန်ဂျီနီရုပ်ရှင်နှစ်ကားစလုံးဟာ Hollywood Director Christopher Nolan ရဲ့2000ထုတ် Memento ရုပ်ရှင်ကိုမျှင်းမြန်းဖန်တီးခဲ့တာဖြစ်ပြီးတော့ အတိမပြည့်ရသေးတဲ့အင်တာနက်သတင်းတွေအရကန်ဂျီနီထိုးဟာမူလတမင်းရုပ်ရှင် version ကတရုတ်ဆောင်ဆူရီးယားရဲ့ဇန်ဂျေရာမာစမစ်ဇာကောင်ကိုသာမကပဲဟင်ဒီရုပ်ရှင် version ကတရုတ်ဆောင်အမေရိကန်ရဲ့ဇန်ဂျေစင်ဆာရာဇာကောင်ကိုပါထည့်သွင်းပြီးတော့ဇာကောင်နှစ်ယောက်ကိုထိတ်တိုက်တွေ့ဆုံခိုင်းဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်ရှင်။ Flower တစ်ချက်နဲ့ပထမဆုံး Grammy ဆုရရှိပြီးတဲ့နောက် Something Beautiful လို့နာမည်ရတဲ့သူမရဲ့ကိုးချက်မြောက်အခွေကို Miley Cyrus ကကြေညာလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီအယ်ဘမ်ကိုတော့မေလ30ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပြီးတော့အခွေထဲမှာစုစုပေါင်းတချင်း73မုတ်ပါဝင်မှာဖြစ်ပါတယ်။အဲ့ဒီအခွေအသစ်ကိုသူမကိုယ်တိုင်က Sean Everett နဲ့စုစုပေါင်း2ယောက်တည်း produce လုပ်ခဲ့တာဖြစ်ပါတယ်။အခွေတစ်ခုလုံးမထွက်ခင်ဒီကြားကာလထဲမှာလည်းတချင်းတွေထွက်လာနိုင်မှာသေးတယ်လို့လည်းခန့်မှန်းထားကြပါရဲ့ရှင်။ တပတ်အတွင်းအမှုပညာသတင်းတွေကိုကျမချူချန်ကတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ် Sally City စီစဉ်ကတော့ဒီလောက်ပါပဲပရိသတ်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်ကြပါစေရှင်